ားလုံးပဲမင်္ဂလာပါ Moon Blog ကနေကြိုဆိုပါရစေ။တောဆရာဝင်တယောက်အနေနဲ့တောကျမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးရတာကြာပြီဆိုတော့ဒီတစ်ခေါက်မှာ Moon ကတောကျမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတခုကိုမျှဝေပေးခြင်းပါတယ်ရှင်။အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့တောတိုက်တန်တွေကိုမှန်မှန်ကန်ကန်ဘယ်လိုရွေးချယ်ရမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်။ကျမ်းမာတဲ့အပြုံးနဲ့သွားတွေကိုပိုင်ဆိုင်နိုင်မှုအတွက်စနစ်မှန်တောတိုက်ခြင်းဟာအရေးကြီးတယ်လို့မျိုးကိုယ်အတွက်မှန်ကန်တဲ့တောတိုက်တန်ကိုရွေးချယ်ခြင်းဟာလည်းအရေးကြီးရဲ့နော်။အစရနောကိုအတွက်ကောင်းမွန်တဲ့ perfect ဖြစ်တဲ့တော်တိုက်တန်လေးကိုဘယ်လိုရွေးချယ်မလဲဆိုတာမွနစ်ကပြပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့တော်တိုက်တန်တွေကိုရွေးချယ်တဲ့အခါမှာတော်တိုက်တန်မှာပါတဲ့အမြင်လေး Bristol လေးတွေအပေါ့နော် Soft for Isrosoft ဖြစ်ဖို့လိုပါတယ် Soft for Isrosoft ဘာဖြစ်လို့ဖြစ်ဖို့လိုလဲဆိုလို့ရှိရင်နူးညံ့တဲ့အမြင်လေးတွေရှိမှသာသွားရဲ့အပေါ်ရဲ့အလွှာကိုမထိခိုက်ဘဲနဲ့သဖုံးတွေကိုနာကျင်မှုမရှိဘဲနဲ့တော်တိုက်တဲ့အခါသွားပေါ်မှာရှိတဲ့အမြင်ကြီးကိုလွယ်တကူဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်နောက်ပြီးတော့ဒီတော်တိုက်တန်ရဲ့ပေါ့နော်ဒီ Bristol site လေးတွေကတေးရလေးကတော့ပိုကောင်းတာပေါ့နော်တေးတဲ့ခါကျမှသာဒီသွားနှာချောင်းချားတွေကိုလွယ်တကူဝင်နိုင်ပြီးတော့အမြင်ကြီးကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမှာဗာလဲဆိုရင် တိုက်တန်ရဲ့ခေါင်းအရစားပေါ့နော်တိုက်တန်ရဲ့ခေါင်းအရစားကကိုယ်ပါဆက်အနေထားဒီကုတင်းအနေထားနဲ့ဖြစ်တင်ကြဖို့လိုပါတယ်အဲတော့မှသာတိုက်တဲ့အခါ movement ပေါ့နော်အထဲကိုအလွယ်တကူရွေ့ချနိုင်မယ်အထူးသဖြင့်တိုက်ရခက်တဲ့အန်သွားတွေရဲ့အနောက်ဘက်ဂျောင်းလူဂျောင်းများတွေကိုတိုက်တဲ့အခါမှာတိုက်တန်ရဲ့ခေါင်းလေးကတင်းငယ်နေခြင်းကတိုက်ချင်းကိုပို့ပြီးတော့အဆင်ပြေစေမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီတိုက်တန်ရဲ့ဒီ neck နေရာလေးပေါ့နော် neck နေရာလေးကမိုးနေရဲ့ personal favorite ရတော့ပေါ့နော်ဒီလိုတစ်ဖြောင်းလေးဖြစ်နေတာထပ်စားလို့ရှိရင်ဒီလိုကောက်နေရာလေးပေါ့နော်ဒါကတော့3 angle neck ပေါ့အဲ့ဒါလေးကပို့ပြီးတော့အဆင်ပြေတယ် ဖြစ်လို့လဲဆိုတော့တစ်ဖြောင်းနဲ့ဖြစ်နေတွားလိုက်တဲ့အခါအထဲဝင်ရခတ်တာတွေတောင်းတောင်းဖြစ်နေရမျိုးရှိနိုင်တယ်ပေါ့နော်ဒီလို angle လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့အထဲကိုဝင်ရလွယ်ပြီးတော့အန်သွားတွေတိုက်တဲ့အခါပို့ပြီးအဆင်ပြေစေမှာဖြစ်ပါရှင်နောက်တစ်ခုကြည့်ရမှာကတော့တွားတိုက်တန်လေးရဲ့ဒီ handle grip ပေါ့နော်အဲ့တော့တွားတိုက်တန်ရွေးတဲ့အခါမှာမချော်စေရဲ့လက်ကန်ကောင်းတယ်ပေါ့နော် grip မိရဲ့တွားတိုက်တန်ကိုရွေးချင်ရမှာဖြစ်ပါတယ် ဟန်နယ်ဂရစ်ကောင်းမှလာတော့တိုက်တဲ့အခါမှာလက်ဆမှန်မှာဖြစ်ပါတယ်လက်ဆမှန်လဲဆိုတာဘယ်လိုလဲဆိုမွန်နီတိုသွားတိုက်တဲ့အခါမှာသွားမျက်နှာမှာကြောက်ရောက်တဲ့ force ကပေါ့နော်အရန်လည်းမပြင်းရအောင်အရန်လည်းမပြော့ရအောင်ပေါ့နော်အဲ့တော့ grip ကောင်းမှလာသွားတိုက်တဲ့အခါ force မှန်မယ်ဒီကြတဲ့အားမှန်မယ်အဲ့တော့မှသာစနစ်တကျသွားပေါ်မှာရှိတဲ့အခြေအနေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ toothbrush တွေမှာ electric toothbrush ဆိုတာရှိရဲ။နောက် manual toothbrush ဆိုတာရှိရဲပေါ့နော်။အဲ့ဒါတော့ကိုယ့်ရဲ့ personal preference ပေါ်မူတည်ပြီးတော့ရွေးချယ်လို့ရတယ်။ electric toothbrush တွေမှာကျတော့ဘာပါလဲဆိုရှင် automatic သူတို့ oscillating action ဆိုတာပါလဲဆိုလို့ရှင်သူတို့ဝိုင်းလိုလဲပေးတဲ့ဥစ္စာတို့ဒီတိုင်းလှည့်ပေးတဲ့ movement တွေပါတာပေါ့နော်။ manual toothbrush တွေကကျတော့ဘာကောင်းလဲဆိုရင်သူတို့အဲကိုယ်ကြိုက်တဲ့ movement နဲ့တိုက်လို့ရတယ်။ပြီးသွားလို့ရှင်အချိန်ကြီးလဲလဲလို့စင်ပြေရဲပေါ့နော်။ morning ကတော့ manual toothbrush တွေပို့ပြီးတော့သဘောကျရဲပေါ့နော်။ morning အခုလက်တလောသုံးဖြစ်တဲ့ toothbrush လေးကတော့ signature ထုတ်တဲ့ slinker toothbrush လေးဖြစ်ပါတယ်။ သူ့ရဲ့ Bristol လေးရာဆော့ဖြစ်တော့ခုနပြောသလိုပဲဒီတဖုံးကိုနာကျင်တာမျိုးရှိဘူးနောက်ပြီးတော့အပေါ်ရန်လွာပါပြီးတော့ကျင်တာတွေပါမျိုးရှိဘူးပေါ့နော်နောက်ပြီးတော့သူ့ရဲ့ Bristol site လေးရာ0.01 mm ရှိရဲ့အားအကြောင်းမို့လို့တောင်းနှချောင်းကြတွေကိုပို့ပြီးတော့တိတိချာချာတန်ရှင်းပေးနိုင်တာပေါ့နော်အထူးသဖြင့်တွားရိုက်ထက်နေတဲ့အခါမှာမွန်နီဆိုအောက်တွားလေးထက်တယ်ပေါ့နော်တွားထက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ Bristol အသေးလေးရာတွားတိုက်တဲ့အခါတောင်းနှချောင်းကြတွေကိုပို့ပြီးတော့တန်ရှင်းပေးနိုင်ပါတယ်နောက်ပြီးတော့သူ့ရဲ့တွားတိုက်တဲ့ design လေးရာပေါ့နော်ဒီမှာဒီလိုအချိုးလေးအားလေးကို3 angle နဲ့လုပ်ခေါ်တယ်ဒီ signal ရဲ့3 angle နဲ့ design လေးရာ ားတော့တဲ့နေလို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့ကတွင်းနဲ့အဝင်ကင်ကြဖြစ်ပြီးတော့တော့တိုက်တဲ့အခါတောင်းရဲ့အနောက်ဘက်တွေတိုက်ရခတ်တဲ့ကျောင်းလူတောင်ကြားတွေကအနှစ်ကျေးလို့ပါအဲ့လိုတကူဖယ်ရှားပေးနိုင်ပါတယ်။နောက်ပြီးတော့ဒီ signal ရဲ့တောင်းတိုက်တဲ့အနောက်ဘက်တွေမှာ soft rubber dam cleaner လေးရပါရှာဖို့တယ်ပေါ့နော်။အဲ့တော့မုန်းနေလို့တောင်းတိုက်တဲ့အခါမှာတောင်းရင်တိုက်ရုံနဲ့မဟုတ်ပဲနဲ့ရှာတွေကိုပါတန်းရှင်းလုပ်ပေးရတယ်။အဲ့ခါကျတော့ဒီတောင်းတိုက်တဲ့နေဆိုရင်တောင်းတိုက်တောင်းတိုက်ပြီးတဲ့အခါကျလို့ရှင်ရှာပါတစ်ခါရဲ့တန်းရှင်းလုပ်ရပါတော့။ဒါကတော့မုန်းနေလက်တော်သုံးမျက်နေရဲ့ signal ရဲ့ slinker to brush လေးကြောင့်ပေါ့နော်။ပြီးတော့မုန်းနေနောက်ထပ်မှာကျင်တာကတောင်းတိုက်တဲ့နေကို၃လတစ်ကြိမ် လဲပေးဖို့မမိနဲ့နော်ကိုသုံးထားတဲ့သွားတိုက်တန်နေကကြာလာပြီဆိုလို့ရှိရင်ပေါ့နော်အမွှေးတွေဖွာတာတွေမာတာတွေဖြစ်နိုင်တယ်အဲ့လိုသွားတိုက်တန်နေနဲ့သွားတိုက်လို့ရှိရင်သွားအချိန်လောပါတာတို့တဖုံနေနာတာတို့သွားတိုက်တာမပြောင်းတာတို့ဖြစ်နိုင်တာပေါ့နော် ောက်ပြီးတော့ကိုနေမကောင်းဖျားနာပြီးသွားတဲ့အချိန်လေးဆိုလို့ရှင်လဲတောတိုက်တန်လေးကိုလဲလဲပေးရမယ်နော်ပြီးရင်တောတိုက်တန်လေးကိုသုံးပြီးွားရခါကျရင်လဲသေးချာလေးကဲလုပ်ပေးရမယ်နော်တောတိုက်ပြီးွားရဆိုလို့ရှင်တောတိုက်တန်လေးကိုရေးသေးချာဆေးပေးရမယ်ဒီတောတိုက်တန်မှာရှိရဲ့ bristle မှာကက်မြင့်နေတဲ့အညစ်အကြေးတွေအကုန်လုံးပြအောင်ရေးဆေးပေးရမယ်ပြီးွားရင်တောတိုက်တန်ကိုဒီ upright position ပေါ့နော်ဒီထောင်တဲ့နေထားလေးထားရမယ်အပေါ်ကနေအလုံးအုပ်ထားတာတို့မလုပ်ရဘူးပေါ့နော်အလုံးအုပ်ထားလို့ရှင်ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တာပေါ့နော်အဲ့တော့မောင်နဲ့အရှေ့ကပြပြသွားတဲ့အချက်လေးတွေတိုင်းတောတိုက်တန်လေးတွေကိုစနစ်တကျမှန်မှန်ကန်ကန်ရေးချေကြမယ်နော်